ရေးဆရာကြီးတူဝင်ရဲ့ကိုသိန်းချိုင်းတန်တာဤစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရန်ဆရာကြီးနဲ့သက်ဆိုင်သူများအားလုံးထံမှခွင့်တောင်းလိုက်ပါရရှင်အပိုင်း34တိန်ရှိပင်လက်ရင်ထိုးရလိုက်သည့်အခါသီရိမာလာသခင်မသည်လက်ဆွဲတော်ဘောခွင်၏အကူအညီဖြင့်လက်ရင်ပေါ်မှဆင်းလာခဲ့ပြီးဘောလကွင်၏တိန်တွင်သို့ဝင်လာခဲ့လေသည်တကံလုံးဖျူဖျဲဖြစ်နေသည်ကိုမြင်ရပြီးမိဖို့ကြောင့်တည်းတွင် သွေးရည်တဲ၌လူတယောက်သေဆုံးနေသည်ကိုမြင်ရသောအခါသီရိမာလာတကင်မသည်ကြောက်အားလန့်အားဖြင့်အင်းရှိသူအမြန်ထွက်လာခဲ့လေသည်သီရိဖြတ်ပေါ်မှမူသီရိမာလာတကင်မကိုအေးမလုံးနိုင်သေးပဲသွေးဆံများကိုခြေရခံပြီးလာခဲ့ပေရာလေတော်တနေအားရှိခြုံခွေဤသို့ရောက်သောအခါလှုပ်လှုပ်ရှားရှားအတန်များကိုကြားရသဖြင့်ခြုံပုတ်ကိုကြွယ်၍အတန်ကြားရသူချောင်းမြောင်းကြည့်ရာမင်းစီသူသည် လက်ထဲတွင်ဓာတ်ကိုစုပ်ကိုင်းထားပြီး၎င်းအားအလစ်တွင်ဝင်းခုတ်ရန်ချောင်းနေတော်သူကိုခုခံရန်အသည့်ပြင်ဆင်ထားသည်ကိုမြင်ရပေသည်ယန်သူမှာခွန်အားမလကောင်းသူဖြစ်သည့်အပြင်ပြက်ပြက်လက်လက်ရှိလာပေသည် မင်းစီသူမှာတစ်ကိုယ်လုံးသွေးအလိမ့်လိမ့်ဖြစ်နေပြီးယန်သူကိုမျက်ချီမပြတ်ကြည့်နေရမှ၎င်းအားယန်သူကဓာဖြင့်ဝင်ခုတ်တော်က၎င်း၏ဓာဖြင့်ယန်သူ၏ဓာချက်ကိုခုခံတော်လှန်လိုက်သည်ကိုမြင်ရပေသည်မင်းစီသူမှာ ဒဏ်ရာများရရှိထားသဖြင့်ဖြက်ဖြက်လက်လက်မရှိတာပဲရန်သူကိုပြင်းမှန်းစွာ ခုခံနေရသည်ကို တွေ့ရပေသည်ဒီဒီဖြက်ကွန်သည်ခြုံပယ်မှနေပြီးချောင်းမြောင်းကြီးရှုနေရမှာခြေတံမကြားအောင်တဖြည်းဖြည်းလေးဘက်တွား၍လာခဲ့ပေသည်မင်းစီသူမှရန်သူအားခရင်ပင်မှန်းစွာ ခုခံနေရသဖြင့်မိမိနောက်မှခြေတံကိုကြားလင်အာယုံပြောင်းပြီးရန်သူအားအခွင့်ကောင်းပေးလိုက်သလိုဖြစ်သွားမိကိုဒီဒီဖြက်ကွန်ကားသည့်သဖြင့် ခြေတံမကြရအောင်လေးဘက်တွားပြီးတတိဖြင့်လာခြင်းဖြစ်ပေသည်မင်းစီသူရှိရာသို့တရွေ့ရွေ့လေးဘက်တွား၍လာနေစဉ်မင်းစီသူသည်ရန်သူ၏ဓာချက်ကိုခုခံကာကွယ်လာပြီးနောက်ရန်သူကိုပြန်လည်ထိုးနှက်လိုက်သည်ကိုမြင်ရပေသည်တို့ရာတွင်ရန်သူကလျင်မြန်စွာတင်းရှောင်ပြီးရှေ့သို့အားလွန်ရိုင်းလာသောမင်းစီသူအားအချီကားဝင်၍ခုန်လိုက်လေသည်မင်းစီသူမှဒဏ်ရာများကြောင့် ဖြက်ဖြက်လက်လက်မရှိတော့တော့လဲမျက်စိရှင်သူဖြစ်တဲ့ဖြင့်ရန်သူဤဓာချက်ကိုတင်းဆောင်ပေးလိုက်ရာတီတီရလေးလွဲသွားပေသည်ဤတွင်မျက်စိသူကမိမိလက်ထဲတွင် တင်းကျပ်စွာဆုပ်ကိုင်းထားသည်ဓာဖြင့်ရန်သူကိုတအားခုတ်ပိုင်းချလိုက်ရာရန်သူအားဆက်လွှဲတိုင်းခုတ်မိသွားလေသည်မျက်စိသူလက်မှဓာလည်းလွတ်ထွက်သွားပေသည် ရန်သူမှမူသွေးယူသွေးတန်းနှင့်တလန်းနှလန်းသာပြေးနိုင်ပြီးသွေးရည်ထဲတွင်ပုံရက်သာကျသွားပေတော့သည် မင်းစီသူမှာမိမိကိုမိမိမဟန်နိုင်တဲ့ဖြင့်တစ်ပင်ကိုမှီ၍ရန်သူတေဆုံးသွားသည်ကိုငေးဆိုင်ကြည့်နေရမှာတဖြည်းဖြည်းပျောက်ခွေသွားလျာဒီရီပြက်ကွန်ဒီမင်းစီသူအာဝင်၍ပွေထားလိုက်ရလေသည်မင်းစီသူမင်းစီသူဒီရီပြက်ကွန်ဒီမင်းစီသူအာဖွေချီထားရင်အက်ကွဲသောအတန်ဖြင့်ခေါ်လာရမင်းစီသူသည်မိန်မောနေရမှာမျက်စိဖွင့်ကြည့်လာလေသည်ဘုံမင်းရောက်လာမှကိုနှစ်ယောက်နဲ့တယောက်မလို့ခံလိုက်ရတာပါဘုံမင်း ဘုံမင်းမင်းညိုများကိုစောင်းရှောင်းရက်ပါမင်းညိုများကိုပြင်မထားပါနဲ့မင်းညိုများမင်းညိုများမင်းစီသူသည်ပစံမတွတ်တွတ်တွတ်မှကြာရင်မိမောသွားပြန်သည် ထိုခိုက်တွင်အချင်းဖြစ်ပေါ်ရသောသီရိမာလာတခင်မှရောက်ရှိလာသည်သီရိပြတ်ကွန်ဤလက်ပေါ်တွင်မိမောနေသောမင်းစီသူ၏ယောက်ျားပိသားသည်အင်ကရုတ်ကိုကြည့်ရင်ပြန်လည်တရိရလာစီရန်မင်းစီသူမျက်နာကိုရက်ခတ်ပေးနေလေသည်ဘောခွင်း သွေးစင်းနဲ့ပန်းပေါင်းထုတ်ယူခဲ့စမ်းဒီဒီမာလာသည်၎င်း၏လက်ဆွဲတော်အားလှမ်း၍အမိန်ပေးလိုက်လျာလက်ဆွဲတော်ဘောခွင်သည်လက်ရင်ပေါ်မှဆေးအေကိုယူလာကဒီဒီမာလာ၏လက်ထဲသို့ယူသေးစွာပေးအပ်လိုက်လေသည်ဆေးအထဲမှပန်းပေါင်းစုံတို့ကိုထုတ်ယူပြီးဒီဒီမာလာတခင်မသည်မင်းစီသူ၏နှကောင်းဝရင်တိတ်ပေးလိုက်ရာမင်းစီသူမှအနှဲ့ငယ်မြလှုပ်လှုပ်ရှားရှားဖြစ်လာပေသည်မတည်သေးဘူးမတည်သေးဘူးတီမာလာသည်ဝန်တာအာရဖြင့် ပြောလိုက်လေရာကိုရန်တော်တမူးနဲ့တသားများကိုခေါ်၍မင်းစီသူအားတန်းရင်တွင်သို့ပွေချင်ယူလာကြရန်အမိန်ပေးလာလေသည်လက်ဆွဲတော်ဘောဖွင့်အားလည်းတမားတော်အများဆုံးပင့်လာခဲ့ရန်အမိန်ပေးလိုက်သည်မိမောနေတော်မင်းစီသူအားတန်းရင်ထဲသို့ပွေချင်ယူသွားကြစဉ်သီရိမာလာသခင်မသည်သီရိဖြတ်ကွန်အားဒိဗယ်ပြေဝသည်မျက်လုံးများဖြင့်ကြည်လိုက်လေသည်မင်းစီသူဆိုတာသူလားသီရိမာလာသခင်မကမင်းစီသူရှိရာသို့မေးထိုးပြရင်မေးလိုက်လေသည် မှန်ပါတယ်သူအင်ဂယုတ်ကြည်ရတာတော့ယောက်ျားပီတာတဲ့လက္ခဏာပဲလာလေဘာငေးနေတာလဲတန်ရာရနေတဲ့သူရဲ့ကောင်းတယောက်ကို ပြစ်ထားလို့ဖြစ်မလားဝိုင်းဝင်းပြုစုပါအောင်လက်ပိုက်ကြည့်နေစမ်းမနဲ့လာစမ်းပါဒီနေ့မှလာတခင်မသည်မင်းစီသူအားတဲ့ရင်ထဲသို့ပြေးချီသွားသည်ကိုငေးဆိုင်ခြင်းချမ်းရည်သည့်တိတိပြက်ကွန်ဤလက်မောင်းကိုဆွဲ၍ဘောလ်ကွန်ဤတဲ့အိမ်ထဲသို့ဝင်လိုက်သွားသည်ကိုမြင်ရပေတော့သည် ဘောလကွင်ရာတော့မှတိတ်ဆိတ်ငြိမ်သက်လျက်ရှိပေသည်လေတိုက်သည့်အခါများတွင်တည့်ရွက်ခြင်းရိုက်ခဲ့သည့်အတန်များကိုကြားရ၍ရံဖန်ရံကကျင်းငဲ့တာရကများ၏ဖူမခေါ်တံများကိုကြားရပေသည်တီတီပြတ်မွန်သည်မင်းစီသူလက်ချက်ဖြင့်သူရိုင်ထဲတွင်လဲ၍မရှုမလားတေဆုံးကြံရိတ်ခဲ့သူ ရုပ်အလောင်းကိုအတန်ကြာငေးကြည့်နေမိပေသည် ထိုသူမှာအယံမောင်းကောင်းပြီးအသားညွညွမေယိုကကနှင့် ၎င်း၏နေရွက်တစ်ဖက်မှာဓာတ်ခုံရရှိသည်ကိုတွေ့ရသဖြင့်ထို့သူဒီသီရိပြိုက်ပွန်အားလောက်ကြံရန်ဆဲလွတ်လိုက်သောဓာရီလန်ရီကျွမ်းကျင်လိမ်မာသောဘုံမင်းဘောဓရိဆိုသူဖြစ်ရမည်ဟု၍သီရိပြိုက်ပွန်ကတတ်အပ်သေးချာပြောနိုင်မည်သည်ဟွန်းလက်ဆက်သက်တော့ငါ့ကိုလှုပ်ချမ်းဖို့ဆဲလွတ်လိုက်တဲ့ဘုံမင်းဘောဓရီဆိုတဲ့ငမိုက်သားပါလားငါ့ကိုစာမင်းစီသူကကြားက ဒါစားခံသွားရရှာတယ်။อืมမင်းစီသူမင်းစီသူ မင်းငါအသက်ကိုကဲခဲ့တာ၃ချိန်ရှိသွားပြီ။တိရိပြတ်ကွန်ဒီဘုံမင်းပေါ်3ဤရုပ်လောင်းကိုကြည့်ရှုနေရမှာတယောက်တည်းညင်ညူလာနေသည်။၎င်းနောက်ဘုံမင်းပေါ်3ဤရုပ်လောင်းဤဝင်ထန်လိုက်ပြီး၎င်း၏ကိုယ်ပေါ်တွင်နှက်နှက်ဆက်ဆက်ရှာဖွေကြည့်ရှုသောအခါဂရိဘာအိတ်တွင်ချိတ်ပိတ်၍ထက်ထားသောစာလွှာတစ်စောင်ကို တွေ့ရလေသည်။ဂရိဘာအိတ်ပေါ်တွင် ဘုံမင်းဘောဓရီမတဆင်မင်းသိတဲ့လက်သူဆက်တယံဟူသော လိပ်စာကို ရေးထိုးထားသည်ကို တွေ့ရသဖြင့်စာလွာကိုဖတ်မကြည့်သေးပဲ၎င်း၏ကပိုက်ထဲတွင်တိမ်စီချလိုက်လေသည် ထိုချိန်တွင်တီတီပြိုင်ဝင်ရှိရာရာရောပိုင်ရှင်လာနေသည်ကို တွေ့ရသဖြင့်တီတီပြိုင်ဝင်ကစီချုံနှုတ်ဆက်လိုက်လေသည်ဘောလကွန်၏ဥခေါမတန်ရာကိုအဝေးဖြင့်စီးနောင်ထားသည်ကို တွေ့ရပေသည်မင်းစီသူတယောက်ဖက်နေနေသေးလေတတိကောင်းကောင်းရပါလား တိတိဖြတ်ကွန်ကဘောလကွန်အာမေလာ၏တတိမရသေးဘူးလို့ပြောပါတယ်ဒါမဲ့စိုးရင်စရာမရှိဘူးလို့လည်းသိရပါတယ်မိညွန်မြခင်များလည်းခြေမကန်မိလက်မကန်မိဖြစ်နေကြတယ်မိညွန်မြရဲ့အကြီးဖျားပန်းလိုက်ဒေတာသခင်မကိုရတိုင်းမင်းစီသူကိုပုတ်ပေးပါပိုင်ပြုစုနေတာကိုတွေ့ကြရပြီးဒေတာသခင်မရဲ့အမေရကိုရန်တော်တမှုကိုတိုင်းတမတော်ကျော်မော်ရီကိုခေါ်လာပြီးမင်းစီသူကိုစီဝါကုသပေးနေပါတယ်ဘောလကွန်ကရှင်းပြလိုက်လေသည် ဒီမှာဘောလုံးလုံကြုံတဲ့အခန်းတစ်ခန်းမရှိဘူးလားတီတီပြတ်ကွန်ကပြန်မေးလိုက်လေသည် ရှိပါတယ်ကျွန်တော်နဲ့လိုက်ခဲ့ပါဘောလုံးကပြောပြောဆိုဆိုတီတီပြတ်ကွန်အားအခန်းငယ်တစ်ခုရှိရာသို့ခေါ်ဆောင်လာခဲ့ပေသည်အခန်းငယ်တဲသို့ရောက်တော့ကတီတီပြတ်ကွန်က အခန်းကိုလုံအောင်ပိတ်ပြီးမိမိကပိုက်ထဲတွင်ထည့်ထားသောဂဒီပါအိတ်ကိုထုတ်ယူကချိတ်ကိုခွာ၍အတွင်းမှစာလွှာကိုဖတ်ရှုကြည့်လိုက်လေသည် အကြည့်တော်မင်းသိတဲ့တီစီရံမှာ ဤစာလွှာယူဆောင်လာသူမှာ ကျွန်ုပ်တို့ အပေါ်တွင်အသက်နှင့်လဲ၍သစ္စာဆောင်သည်သောဘုံမင်းဘောဓရီဖြစ်ပါသည်ဘုံမင်းဘောဓရီမှာဓာယေလံရေးတွင်သူမတူအောင်ကျွမ်းကျင်လိမ္မာသူဖြစ်ပါသည်အကြည်တော်မင်းသိတ်တဲ့အထုသတိပြုရန်မှာအကြည်တော်၏ညီတော်မှာမြို့စားလေးဗညာအိမ်ဤဆိုင်တော်သို့မကြမီကရောက်လာသည်တိရိပြက်ကွန်းဆိုသူမှာကျွန်ုပ်တို့၏မိတ်ဆွေဟန်ဆောင်ပြီးကျွန်ုပ်တို့အားရံမှုနေသူဖြစ်၍အထုသတိပြုဆင်ခြင်မှာတိရိပြက်ကွန်းအားရှင်းလင်းတောက်တင်ပြရန် ဘုံမင်းဘောဒရီကိုတာဝန်ပေးလိုက်ပါသည်ဘုံမင်းဘောဒရီအားလိုအပ်သည့်အကူအညီများပေးစီလိုပါသည်မြို့သားလေးပညာအိမ်မှာကျုပ်တို့ဘော်တွင်အယုံကြည်လုံးဝမရှိတော့သည့်အပြင်ဒီနေ့နေ့တွင်ကျွန်ုပ်တို့ကိုအန်ဒီရဲ့ပြုလာပါလိမ့်မည်မြို့သားလေးပညာအိမ်ကိုအမြန်ဆုံးရှင်းလင်းပြန်မှအန်ဒီရဲ့ကင်းလိမ့်မည်သူ၏ခမည်းတော်အားရှင်လင်းတောက်တင်ခဲ့သည့်ဤသူရှင်လင်းတောက်တင်ပြန်နိုင်လင်ကောင်းမည်တိရီပြိုက်ပွန်အားဘုံမင်းဘောဒရီရှင်လင်းတောက်တင်နိုင်လိမ့်မည်ဟုကျုပ်စိတ်ချယုံကြည်သည် တို့ရရင်ဆယ်ရည်တရီကိုရည်တရာဆိုသလိုချီကျော်လက်ချော်ရှိကလေးတည်တည်ပြတ်ကွန်နဲ့ဆင်းရဲရှင်းရန်ကျုပ်ကိုယ်တိုင်မကြခင်လာခဲ့မီဤစာရသည့်နေ့မှာတုံးရမြောက်တော်နေ့တွင်တတော်ကြီးမှစောင့်ကြိုနေပါကျုပ်ဆက်ဆက်လာခဲ့ပါမည်တမိန်ဆက်ကဘောတည်တည်ပြတ်ကွန်သည်အထက်ပါတမိန်ဆက်ကဘောထံမှမင်းသိတဲ့ထံပေးပို့လိုက်သည့်စာလွှာကိုသုံးချိန်တိုင်းတိုင်းဖတ်ရှုပြီးခိတ္တများအကြံထုတ်နေပေသည်ပြီးမှတပံစာလွှာကိုဒီလိုတည်သိသိသိလိုက်ပြီး မင်းစီသူ၏အခြေအနေကိုသိလိုသဖြင့်ဘောလကွင်ရာရောရှိရာသို့လာခဲ့ပြီသည်မိဖို့ကြောင့်တဲသို့ဝင်လာသောအခါစောစောကအတိုင်းခစဉ်ကလေးဖြစ်နေသည်ကိုတွေ့ရတော့လဲမင်းစီသူ၏လက်ချက်ဖြင့်သူ၏အိမ်ထဲတွင်လဲကျနေသူကို မတွေ့ရတော့ပေစောစောပိုင်းကမူထိုသူသည်မင်းစီသူ၏လက်ချက်ဖြင့်တည်ဆုံးပြီဟုမှတ်တင်ခဲ့တော်လဲတန်ရာရယုံသာရပြီးတည်ခြင်းဟန်ဆောင်နေရာမှာအလစ်တွင် ထွက်ပြေးသွားခြင်းဖြစ်ပေသည်တိတိပြက်ကွန်က ထို့သူနောက်သူခြေရခံပြီးလိုက်ရန်ကြံစီစိတ်ကူးလျက်ရှိစဉ်ဘောလကွင်ဇနီးတက်လက်တော်သည် ရေးကြီးတုပ်ပြပြင်းမိဖို့ချောင်းထဲသို့ဝင်လာသည်ကိုတွေ့ရသဖြင့်မင်းစီသူ၏အခြေအနေကိုစုံစမ်းရန်တက်လက်တော်ဤသို့ချင်းကန်လိုက်လေသည်တယ်လီထော်မှာရေရင်နှုံနှင့်သွေးစွန်းနေသည့်အဝိဆာများကိုယူလာပြီးရေရင်နှုံမှရေဟောင်းများကိုသွန်ကရေနှွေးနှင့်ရောဆက်ထားသည့်ရေဖြင့်သွေးစွန်းနေသည့်အဝိများကိုဖွှတ်လျှော်နေပေသည်မင်းစီသူဘက်နှင့်လည်းမျောလင့်ချက်ရှိသေးရလား တီတီပြက်ကွန်ကလေးတန်ကလေးဖြင့်မေးလိုက်လေသည်တို့ရရင်တယ်လက်ထော်မှာတီတီပြက်ကွန်၏အမေကိုအပြေမပေးနိုင်မဲရေနုံတွင်ရေတင့်လည်းပြီးမင်းစီသူအားသမတော်ကြီးများဝိုင်းဝန်းပြုစုနေသည့် အခန်းထဲသို့ရေကြီးတော့ပြာပြန်ဝင်သွားလေသည် မကြာမီအခန်းထဲမှမင်းညုံများအမိခံနိဧဂရီထွက်လာသည်ကိုတွေ့ရပေသည်နိဧဂရီမျက်နှာမှာလည်းသွေးမရှိတော့တဲ့ကဲ့သို့ဖြူပက်ဖြူရဖြစ်နေပြီးမျက်လုံးအိမ်များနေပြီးမျက်ခုံများမို့နေသည်ကိုတိတိပြက်ပေါ်တတိပြုမိပေသည် မင်းညုံမြဘက်နဲ့လဲမင်းစီသူသက်သားရဲ့လားတတိမရသေးဘူးလားတိတိပြတ်ကွန်ကတိလို့ဆိုဖြင့်မေးလိုက်ရမင်းညုံမြအမိခံနေဧဂရီသည်ပဇက်မှရုတ်တရက်အဖြစ်မပေးသေးပဲခန်းကိုယ်သာရမ်းပြလိုက်လေသည်ညှော်လင်းချက်မရှိတော့ဘူးထင်တယ်မောင်ကြီးမင်းစီသူကိုစစ်တီတော်ကြီးတို့မကယ်နိုင်တော့ဘူးလားဖရာသကြားမလို့မောင်ကြီးမင်းစီသူအသက်ချမ်းသာရရပါစေဖရာမင်းညုံမြသည်တရှုံရှုံကိုယိုရင်းအခန်းထဲသို့ပြန်ဝင်သွားပြန်သည် တီတီပြက်ကွန်မှာကြိတ်မနိုင်ခင်မယားဖြစ်ကလက်သီးကိုချစ်ချစ်ပါအောင်ဆုပ်၍အောင်နှခန်းကိုပြက်လူမတက်ကရင် အခန်းထဲတွင်ခေါက်တုတ်ခေါက်ပြန်ရှောင်းနေစဉ်ဘောလကွန်ဝင်လာသည်ကိုမြင်ရပေသည်ဘောလကွန်ဘက်နဲ့လဲမျောလင်းချက်ရှိသေးရဲ့လားသမားတော်ကဘာပြောသလဲတီတီပြက်ကွန်ကဘောလကွန်အားမိမိနီးတို့ခေါ်လာပြီးမေးလိုက်လေရာသမားတော်ကြီးတွေကတော့တက်တပြေမှတ်တပြေဝိုင်းဝင်းပြီးပြုစုနေကြတာပဲဒါပေမဲ့တလက်ထော်ပြောတဲ့အတိုင်းဆိုရင်တော့မျောလင်းချက်မရှိလာဘူး သွေးလည်းမတိတ်သေးဘူးလို့ပြောတယ်။နှစ်ယောက်တစ်ယောက်ဆိုတော့လည်းအခက်သားပဲ။ခက်မနေစမ်းနဲ့မင်းစီသူရဲ့အခြေအနေကိုဝင်းကြည့်စမ်းပါ။သမားတော်ကြီးတွေရဲ့သဘောထားအယူအဆကဘလို့လဲ။မျောလင့်ချက်ကရှိသေးသလားဆိုတာမိမြန်ကြည့်စမ်းပါအောင်။အခြေအနေကိုစုံစမ်းပြီးကျွန်တော်ကိုလာပြောကျွန်တော်ခြံထဲကစောင့်နေမယ်။ပြီးတော့ပန်းလိုင်းထိထားသခင်မကြီးနဲ့တွေ့ရင်လည်းကျွန်တော်ခြံထဲကစောင့်နေကြအောင်စကားလက်ဆောင်ပါလိုက်ပါ။ တီတီပြတ်ကွန်ကဘောလကွန်အားလူနာ၏ခြေနေကိုဆုံဆန်းပေးရန်ဆဲလွတ်လိုက်ပြီးလေးလံသောခြေလမ်းများဖြင့်ခြံထဲသို့ဆင်းလာခဲ့ပေသည်။ခြံထဲသို့ရောက်သောအခါဘုံမင်းဘောဒရီသေဆုံးနေသည့်နေရာသို့ရောက်ပြီးဘောဒရီ၏ရုပ်လောင်းကိုတေးချစွာဆစ်ဆီးကြည့်ရှုနေပြန်သည်။မကြာမီဘောလကွန်သည်တီတီပြတ်ကွန်ရှိရာသို့ပြန်လာပြီးတော့သည်။မင်းစီသူရဲ့ခြေနေကတော့တေမလားရှင်မလားမသိနိုင်သေးဘူး။သမားတော်ကြီးတွေ ကိုယ်တိုင်ဝမ်းဝမ်းပြုစုနေကြတာပဲဒါပေမဲ့အခုတည်းကလုံးဝသတိမရသေးဘူး ပန်းလိုက်ထိတ်ထားတခင်မကြီးကမိဘကြောင့်နဲ့ဆင်းလာပြီးစစ်တီတော်ကြီးကိုစောင့်နေတယ်။ဘောလဂုံကသတင်းပေးလိုက်ရာတီတီပြိုက်ဝန်သည်ဘောလဂုံနှင့်အတူမိဘကြောင့်ရှိရာသို့လာကြပေသည်။ဒါထက်စောစောတုန်းကမိဘကြောင့်နဲ့မှလူတယောက်ဓာတန်ရံနဲ့လဲနေတာမတွေ့ခဲ့ဘူးလား။တီတီပြိုက်ဝန်ကဘောလဂုံအားမေးလိုက်။စောစောတုန်းကတော့တွေ့မိပါတယ်။မင်းစီသူရဲ့လက်ချက်နဲ့တည်ဆုံနေပြီထင်လို့ဒီတိုင်းဖြစ်ထားခဲ့တာပါ။အဲ့ဒီလူကဘယ်မလဲ။ ကျွန်တော်လည်းအဲ့ဒါကိုပဲစဉ်းစားနေတယ်။တီးကြီးဟန်ဆောင်ပြီးလူဦးလင်မှာထွက်ပြေးပြီးထင်တာပဲ။ဒီလူကိုမတွေ့တွေ့အောင်ရှာရလိမ့်မယ်။ဒီလိုဆိုရင်တော့ပန်းလိုင်ထိတ်တာတကင်မကြီးရဲ့ကိုရန်တော်တပ်သားတွေကိုတောင်းနှင်းပြီးရှာခန်းရရင်မကောင်းဘူးလား။ဘောလကွန်ကအကြံပေးလိုက်ရာတီးတီးဖြတ်ကွန်ကခိတ္တများစဉ်းစားနေပေသည်။အခုမှတော့အကြောင်းမထူးတော့ဘူးထင်တယ်။ကိစ္စမရှိပါဘူး။အရေးကြီးတဲ့သူကိုအသေးပြထားမှာပဲနေပါစေတော့။ တိတိပြတ်ကွန်ဒီပြောပြောဆိုဆိုမိဖို့ကြောင့်တဲသို့ဝင်လာခဲ့စဉ်တိတိမာလာတခင်မသည်ဘောလကုံရင်ဇနီးအထိန်တော်ကြီးဘောလထော်နှင့်တီတိုးဆွေးနွေးနေသည်ကိုတွေ့မြင်ရပေသည်။နေရာစလုံးအမူအရာမှာဇိုးရင်မကင်းသည့်အမူအရာပင် ဖြစ်သည်။မင်းစီသူဖြောင်းလင်းချက်ရှိသေးတယ်မဟုတ်လား။တိတိပြတ်ကွန်ကပန်းလိုက်ထိတာတခင်မနှင့်တလက်တော်တို့တီတိုးဆွေးနွေးနေသည့်နေရာသို့ကပ်လာပြီးလေတံကလေးဖြင့်မေးလိုက်လေသည်။တိမလားရှင်မလားဆိုတာတော့ဖခင်မသိမှာပဲ။ မတော်ကြီးတွေကိုကြည်ရတာလဲအမလို့အမရနဲ့တခင်မကိုယ်တိုင်သာဝင်ပြီးပြုစုလိုက်ချင်တော့တာပဲသီရိမာလာတခင်မကအမလို့အမရဖြင့်ညှိညူလိုက်ပေသည်တခင်မကြီးကိုယ်တိုင်ပြုစုရင်တေမင့်လက်တွင်းကကဲတင်ကောင်းကဲတင်နိုင်ပါလိမ့်မယ်သီရိပြတ်ကွန်ကပြန်ပြောလိုက်လေရာသီရိမာလာတခင်မကသီရိပြတ်ကွန်အားမျက်နှာတိမျက်နှာထားနဲ့ပြန်ပြောလိုက်လေသည်စစ်တီတော်ကြီးအဖတိုးခဲ့ပါအောင်တခင်မကိုစစ်တီတော်ကြီးလှဲစားတာကောင်းသလားမင်းစီသူကိုအိတ်တရတိုက်သမားလို့ ။တခင်မအထင်လွဲသွားအောင်လုပ်ချင်ပြီးပြောခဲ့တယ်မဟုတ်လား။စစ်တီတော်ကြီးတိတ်တော်တယ်။မင်းစီသူရဲ့အင်ကြီးယောက်ကယောက်ျားကောင်းပြီးသားတယ်။ရန်သူနှစ်ယောက်ကိုတောင်သူတယောက်တည်းနဲ့ခုခံတွန်းလာနိုင်တဲ့တတ်တီကောင်းတဲ့သူငယ်ပဲ။ဒါနဲ့မြအညာတရာအောက်ကြားမျက်ပေါက်ဖြစ်အောင်ပြောရသေးတယ်။ပန်းလိုက်ထေတာကတီတီမာလာတခင်မကတီတီပြိုက်ပွန်အားအပြစ်တင်လိုက်လေသည်။တခင်မနားကြားလွဲလို့ဖြစ်ပါလိမ့်မယ်။မင်းစီသူဟာ နိုင်ငံတော်အတွက်ဓာတ်တလက်ကိုအရင်တည်ပြီးတည်ပင်းနဲ့စစ်ခင်းလာခဲ့တဲ့အညတရာစစ်တီတော်ဟောင်းတဦးဖြစ်ကြောင်းကျွန်တော်ပြောခဲ့ပါတယ်။ဘာအညတရာစစ်တီတော်လဲ။နိုင်ငံတော်ရဲ့သားကောင်းရဲနာတယောက်ကိုများအညတရာစစ်တီတော်လို့ကင်မွတ်တက်ရသလား။ဒိဋ္ဌိမာလာသခင်မကဒိဋ္ဌိပြတ်ကွန်အာရန်တွေ့နေပြန်ရာထိုခိုက်တွင်သမတော်ကြီးတူခန်းတဲမှထွက်လာသဖြင့်ဒိဋ္ဌိမာလာသခင်မကလှန့်ခေါ်လိုက်ပေသည်။သမတော်ကြီးပန်းနယ်လေတက်သားရဲလာအခုတည်းတည်းသတိမရသေးဘူးလား။ တတိလုံးဝမရသေးကြောင်းမှာတင်းမီရှင်မီကိုပင်တက်အပ်သေးကြောင်းမပြောနိုင်သေးသည့်အခြေအနေတွင်ရှိနေကြောင်းမှာဟိုဘာဖြစ်လို့တည်ရမှာလဲတခင်မကိုရန်ပြုစုရင်အသက်ချမ်းသာမှာပဲလားတခင်မကိုရန်ပြုစုမယ်ထိန်းတော်ကြီးတက်လက်ထော်ပါတခင်မနဲ့လိုက်ခဲ့တတိမာလာတခင်မသည်ဘောလကွင်ဇနီးကိုခေါ်၍အခန်းထဲသို့သမတော်ကြီးနှင့်အတူ ပြန်ဝင်သွားပြီသည် တီတီပြက်ကွန်မှာမူခိတမြအကျံယူနေရမှတစုံတရာကိုစဉ်းစားမိသဖြင့်မိဖို့ကြောင့်နဲ့မှထွက်လာပြီးဘောလကွန်ဤမြင်းတစည်းကိုယူကာထန်တော်ကြီးဘက်သို့တယောက်တည်းခီးနေ၍လာခဲ့ပေသည်နောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါရဲ့ရှင်ကျေးဇူးတင်ပါတယ်ရှင်ကျွန်မတို့တာပါ